သေးစွာဖြင့်တဲ့မေမြန်းနဲ့ရှောက်တင်ခွင့်ပြုပါတဲ့သမထနဲ့ဥပဒနာတဲ့တရားကျင့်စဉ်မှာတဲ့ဒုက္ခနဲ့ဝေဒနာဖြစ်စေတဲ့ယုံနံရဲ့တဲ့ပေါက်ပြန့်မှုကိုတဲ့ဘလို့တဲ့ကြော်ဖြတ်ရမလဲလို့တဲ့သိချင်ပါတယ်တဲ့နာချင်းနဲ့တင့်ချင်းကိုရောတဲ့ဘလို့တဲ့လှစ်လျူရှူရမလဲတဲ့ဆိုတဲ့တဲ့ဆိုတာကိုတဲ့သိချင်ပါတယ်ဆိုတော့သူမေးထားတဲ့ထဲမှာနှစ်ပိုင်းပေါ့နော်သမထရဲ့ဝိပဿနာရဲ့နော်သမထချင်းစင်မာတော့ဒါကတော့ အဲယိုရှင်ပါတယ်နော်ယိုရှင်နဲ့ဆိုတာကတမထဆိုတာကအာယုံတစ်ခုတည်းကိုဦးဇင်းတို့အဲဆူဆူဆက်ဆိုင်တမာတိရအောင်ကျင့်ကြံကြိုးကိုအားထုတ်ရတာပေါ့နော်ဥမာဆိုကြပါစို့ကိုကအာနာပါနာကမ္မထံကိုရှုမှတ်ပွားများမယ်ဆိုလို့ရှိရင်ဒီဝင်လေထွက်လေပေါ်မှာစိတ်ကအာယုံရောက်ပြီးတော့အဲဆူဆူဆက်ဆိုင်ရှုမှတ်ပွားများလို့သမာဓိတွေအားကောင်းလာပြီဆိုလို့ရှိရင်ဦးဇင်းတို့ဒီအောက်ကထုံမှုကျင့်မှုနာမှုတိုင်မှုခဲမှုတွေကိုအထိုက်လျောက် ညင်ဝတ်အောင်ပဲကွာထွားနိုင်မှာပဲဖြစ်ပါတယ်တမာတီရဲ့ဆွမ်းအားကြောင့်ပေါ့နော်အဲ့တို့မှမဟုတ်ပဲနဲ့ကိုကနာသီးဝါမှာစိတ်ကမရောက်ပဲနဲ့အောက်ကထုံချင်ကြိုက်ခဲကိုပဲစိတ်ရောက်နေလို့ရှိရင်တော့ထုံချင်ကြိုက်ခဲပဲဖြစ်နေမှာပေါ့နော်အဲ့တော့ဟိုတမထားချင်းစင်မှာဆိုလို့ရှိရင်နာသီးဝါမှာစိတ်ကိုအဲဆူဆူဆဲဆဲတမာတီရအောင်ပြင်ကြံကြိုးကိုအားထုတ်ဖို့လိုပါတယ်နော်ဒါကတော့တမထားပိုင်းပေါ့နော် ဲ့တော့ဝိပဿနာဘိုင်းကိုဦးဇင်းတို့ဆက်သွားကြည့်အောင်ဝိပဿနာကျင့်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒါဝေဒနာကိုအကြံပြင်းအဖြစ်ဒါ၃မျိုးမှတ်ထားရမှာပေါ့နော်ဝေဒနာဆိုတာက ခံစားမှုသဘောတရားပေါ့နော်အဲပရိစ္ဆာသမုပ္ပါဒေသနာရပြောမယ်ဆိုလို့ရှိရင်ဖာတာပစ္စယဝေဒနာဖာတာဆိုတဲ့အထီးတွေ့မှုအထီးတွေ့ကြောင့်ဝေဒနာဆိုတာဖြစ်ပေါ်လာရတာပေါ့နော်ဝေဒနာက၃မျိုးရှိတယ် ဒုက္ခဝေဒနာရဲ့ဒုက္ခဝေဒနာရဲ့ဥပေက္ခဝေဒနာရဲ့ဒါတော့အကျဉ်းအဖြစ်ပေါ့နော်အကျဲချဲ့ပြီးတော့ပြောလို့ရှိရင်တော့အများကြီးရှိတာပေါ့နော်အဲ့တော့ဒုက္ခဝေဒနာဆိုတာကအဆင်းရဲမှုသဘောတရားပေါ့နော်ဟိုမခံတိမခံတာဖြစ်တာကိုဒါဒုက္ခဝေဒနာလို့အကျဉ်းမြင်မှတ်ထားလိုက်ပေါ့နော် ပြီးတော့ဒုက္ခဝေဒနာဆိုတာက ချမ်းသာမှုသဘောတရားပြီးတော့ဥပေက္ခဝေဒနာဆိုတာကချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်တဲ့သဘောတရားနော်အဲ့တော့ တိပဋ္ဌာန်သုတ်တ္တမှာဆိုမြတ်စွာဘုရားကဘယ်လိုခေါ်တာလဲဆိုတော့ဒုက္ခဝေဒနာပေါ်လို့ရှိရင်လည်းပေါ်မှန်သိပါတဲ့နော်ပြီးတော့ဒုက္ခဝေဒနာပေါ်လို့ရှိရင်လည်းပေါ်မှန်သိပါဥပေက္ခဝေဒနာပေါ်ရင်လည်းပေါ်မှန်သိပါအဲ့တော့ဒုက္ခဝေဒနာပေါ်လို့ပေါ်မှန်မသိလို့ရှိရင်ဥစဉ်တို့ဒီပဋိက္ခနုတ္တရာလို့ခေါ်တယ်ပဋိက္ခနုဟိုဒေါသပေါ့နော်ဒေါသဂိမ်းသွားမယ်တဲ့ပြီးတော့ဥစဉ်တို့ဒုက္ခဝေဒနာပေါ်တာကိုပေါ်မှန်မသိလို့ရှိရင်လည်းပဲ အဲရာဂာနုတ္တိယဂိမ်းသွားမယ်တဲ့ဥပေက္ခဝေဒနာပေါ်တာကိုပေါ်မှမသိလို့ရှိရင်ဝိစာနုတ္တိယဂိမ်းသွားမှာပေါ့နော်အဲ့တော့ဟိုပေါ်တာကိုပေါ်မှန်သိပေါ့ဒီဝေဒနာတွေကိုယ်တဏမှာပေါ်လာတာကိုပေါ်မှန်သိအောင်ရင်ကြိုးစားရမှာပေါ့နော်အဲ့တော့အောက်ကထုံတာတွေကျင်တာတွေနှားတာတွေကြိုက်တာတွေခဲတာတွေတော့ဒါမှာပဲနော်အတရားစာထုတ်တဲ့ပုဂ္ဂိုလ်เนาะအပုတုရှင်ပုဂ္ဂိုလ်တွေဟာအောက်ကထုံကျင်ကြိုက်ခဲတွေလာလို့ရှိရင် ပို့ပြီးတော့ခံစားရတာပေါ့နော်ခံစားရဆိုကိုကလည်းနာတယ်ဒီတီကြားထဲမှာ စိတ်ကလည်းထနာတာပေါ့နော်အဲ့တော့ဒါကတော့ပုထုဇဉ်တွေရဲ့သဘောသဘာဝပါပဲနော်အဲ့တော့အလေးကျင့်များတယ်တမာတိတွေအားကောင်းလာပြီဆိုလို့ရှိရင်တော့အန္တရာယ်ကိုထိုက်လျောက်ပြီးခံနိုင်မှာပဲဖြစ်ပါတယ်နော်အဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကြတော့မလာတော့နော်သူတို့ကကိုပဲနာတယ်ဒီယုတ်ခဏကြီးရှိတဲ့အတွက်ကြောင့်ကိုမာတော့ထုံကျင်ကြိုက်ခဲမှုတော့ရှိတယ်သို့သောနာလည်းပဲ အဲစိတ်မနာတော့ဘူးပေါ့နော်အဲ့တော့ဟိုကိုပဲနာပြီးတော့စိတ်မနာအောင်လူစားရမယ်တီးခတ်ပြီးတော့ရှုမှတ်ပွားများဖို့လို့တာပေါ့နော်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဥစဉ်ပါဘယ်အကြောင်းအရာတွေပြောချင်လဲဆိုတော့မြတ်စွာဘုရားလက်ထက်တော်ဟောဥစဉ်တော်ဝိထိပြည်မှာတော်ဝိထိပြည်မှာတိတ်သားဆိုတဲ့တိတ်သားတယောက်ရှိတာပေါ့နော်ဒီတိတ်သားဆိုတဲ့တိတ်သားဟာအဲသူကတော့လူကြူကြီးပေါ့သူညိရတော့အိမ်တော်ရှိတာပေါ့နော် တော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူညီကိုတွေ့အပ်ပြီးတော့ဒီနေ့ကျတော့သူဒီယတိယဟန်ပြုပြီးတော့တော်ထဲမှာယဟန်ပြုပြီးတော့တော်ထဲမှာတရားကျင့်ကြံကျိုးကိုအားထုတ်နေတယ်နော်အဲ့တို့ကျင့်ကြံကျိုးကိုအားထုတ်နေတဲ့အချိန်မှာသူ့ရဲ့ခဲမာပေါ့နော် သူညီရဲ့မိမကစဉ်းစားတယ်သူ့ရဲ့အကူဟာနော်သာသနာပေါ့မှာမပြောဘဲနဲ့လူထွက်လာလို့ရှိရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုပြန်တောင်းလို့ရှိရင်ဒုက္ခပဲနော်အဲ့တော့သူပြန်မတောင်းခင် သူ့ကိုလက်စာဖြောက်ထားမှာဆိုပြီးတော့ကိုသား900ကိုငှားပြီးတော့ဒီယဟန်ပြုနေတဲ့ရှင်ဒိတ်တာကိုသွားပြီးတော့ဟိုတတ်ခိုင်းတာပေါ့နော်တတ်ခိုင်းတဲ့အခါကျတော့ကိုသား900ကသွားတတ်တယ်သွားတဲ့တတ်တဲ့အခါမှာဒီမထေမြတ်ကဘယ်လိုမေးလဲဆိုတော့ဘသူတတ်ခိုင်းတာလဲပေါ့သူကြီးရဲ့မိမကဒီလိုဒီအကြောင်းကြောင့်တတ်ခိုင်းနေဆိုတဲ့အကြောင်းပြောတဲ့အခါကျတော့သူဘလို့မပြေးလို့လဲမလွတ်တော့ဘူးနော်အဲ့တော့မလွတ်တော့တဲ့အခါကျတော့သူဘလို့ပြောလဲဆိုတော့ ဟိုအတက်တာလည်းတက်ပေါ့နော်ဒါပေမဲ့သူ့ကိုဒီတညာတော့ဟိုသိခံပေးပါပေါ့နော်ဒီတညာတော့သူ့ကိုခွင့်ရည်ပေးပါတဲ့နော်အဲ့လိုပြောတဲ့အခါကျတော့ကိုသားတညာတွေဟာဟိုမပေးနိုင်ဘူးပေါ့နော်မပေးနိုင်ဘူးဆိုတာကဘလို့စိတ်ချရမလဲပေါ့နော်ဒီတညာသူ့ကိုခွင့်ရည်ပေးလိုက်လို့ရှိရင်အရှင်မြတ်ထွက်ပြေးပါရင်ဘလို့လုံးမလဲပေါ့နော်မထွက်ပြေးပါဘူးတဲ့နော်အဲ့တော့ဖေးနာမှကြည်လိုက်တော့လည်းပဲဘုသူ့မှသတိထားစရာမတွေ့ဘူးပေါ့နော်မတွေ့တဲ့အခါကျတော့ ူရဲ့အနီနားမှာရှိတဲ့ကြောက်တုံးနဲ့ပဲသူ့ရဲ့ပေါင်ကိုရိုက်ချိုလိုက်နော်အဲ့တော့ပေါင်ရိုက်ချိုချိုလိုက်တဲ့အခါကျတော့ပေါင်ကျိုးသွားတဲ့အခါကျတော့ဘဲမှာပြေလို့မရတော့နော်ပြေလို့မရတော့တဲ့အခါကျတော့ကိုသားတည်းများတွေကိုပြောတာပေါ့နော်ဒီလောက်ဆိုလို့ရှိရင်ကျဉ်납ပြီလားပေါ့နော်သူ့ဘဲမှာသွားလို့မရတော့ဘူးသူ့ကိုဒီတညတော့ဝင်ရေးပေးပါပေါ့နော်ဆိုတာကတရားမှကြောက်လို့တော့မဟုတ်ဘူးပုထုဇဉ်ဘဝနဲ့သူမသေးချင်ဘူးပေါ့နော်ယဟန်ကိစ္စပြီးပြီးတော့ယဟန်သားဖြစ်ပြီးမှပဲ အသူဘဝနှိကုံထုတ်ကျင်တဲ့ဆိုတဲ့သဘောပေါ့နော်အဲ့ဒီမှာပေါင်ချိုးသွားတဲ့ရှင်ဒိဋ္ဌာတိတညလုံးဝိပဿနာတရားကိုပြဉ္ဉံကျိုးကိုအားထုတ်တယ်နော်အဲ့ဒီမှာစဉ်းစားကြည့်ပေါ့နော်ဒီရှင်ဒိဋ္ဌာတိပေါင်ချိုးနေတယ်ဆိုတော့သူ့ရဲ့မခံတိမခံတာဒုက္ခဝေဒနာတိဘလောက်ထိပြင်းထန်နေမလဲဆိုတာဥစဉ်တို့စာနာလို့ရတယ်နော်အဲ့တော့တရားလေး15မိနစ်နိုင်ရောတနိုင်လောက်ထိုင်တာကို ဟိုထုံကျင်ကြိုက်ခဲ့တယ်ဆိုလို့ရှိရင်ဒီအရှင်မြတ်ရဲ့ထုံကျင်ကြိုက်ခဲ့မှုကိုကိုကျင်းစာကြီးပေါ့နော်သူ့မှာပေါင်ကျိုးသွားတယ်နော်ပေါင်ရဲ့ပေါင်ကျိုးကျိုးရဲ့ဝေဒနာဟာဘယ်လောက်ထိပြင်းထန်မလဲဆိုတာကိုစဉ်းစားကြည့်လို့ရပါတယ်နော်အဲ့ဒီမှာဒီဝေဒနာကိုသူကဝေဒနာဝိခံပိတ်သွားတယ်ဝေဒနာကိုဖာပြီးတော့ရှုတယ်တဲ့နော်ဝေဒနာကိုဖာရှုတယ်ဆိုတာကဒီဝေဒနာကိုနှလုံးသွင်းနေလို့ရှိရင်ဟိုပြောမစို့ရင်မကျေနပ်မှုထောမနတ်တာတွေပဲဖြစ်လာမှာလीနော်အဲ့တော့ ဝေဒနာကိုတိလိယူရှုလိုက်နော်ဝေဒနာကိုနှလုံးမသွင်းဘဲနဲ့သူ့ဘာကိုနှလုံးသွင်းလဲဆိုတော့သူယဟန်ဖြစ်တဲ့အချိန်ကနေစပြီးတော့သူကိုပေါင်ကျိုးတဲ့နေ့ထိကိုယဟန်တိလာလုံးကြုံခဲတာကိုသူပြန်ပြီးတော့နှလုံးသွင်းတယ်နော်နှလုံးသွင်းပြီးတော့ဒီတိလာကိုဆင်ကျင်ပြီးတော့တိလာကိုသူတိလာကိုသူစဉ်းစားလိုက်တဲ့အခါကျတော့သူတိလာကအင်မတန်မှဖြူစင်နေတယ်နော်ဖြူစင်နေတဲ့အတွက်ကြောင့်နော် အဲသူရဲ့စိတ်ကလည်းပဲကြည်လင်လာတယ်ကြည်လင်လာတဲ့အတွက်ကြောင့်ပီတိတွေဖြစ်တာလည်းသုံးမင်းသားတွေဖြစ်လာတယ်ပြီးတော့ညှိအေးမှုပတ္တိတွေပါမုစတွေအစင်စင်ဖြစ်လာတာပေါ့နော်အဲ့တော့တမာတိတွေဖြစ်ပြီးတော့ယထာဘုဒ္ဓညံ့တွေဖြစ်လာတယ်နော်ဒီယုံနာဓမ္မသင်္ခါရတရားတွေကိုညင်းငွေတဲ့ညံ့တွေဖြစ်လာတယ်နော်ညင်းငွေတဲ့ခါကျတော့လွမြောက်ခြင်းတဲ့ညံ့တွေအစင်စင်ဖြစ်ပြီးတော့နော်သူဒီမိုးတောင်းရံအချိန်မှာပဲ အာတော်ကင်းกว่าယဟန္တာဖြစ်သွားတာပေါ့နော်ဆိုတာကဒီအရှင်မြတ်ဒီဝေဒနာကို မကြည့်တော့ဘဲနဲ့ဝေဒနာကိုနှိမ့်လျူရှုပြီးတော့သူ့ရဲ့တိလားကိုဆင်ကျင်ပြီးတော့အဲယဟန္တာအဖြစ်ကိုရောက်ရှိသွားတာပေါ့နော်မိမိတို့လည်းပဲအင်မန်ဟိုနည်းနည်းပါးပါးပုံကျင်ကြိုက်ခဲ့တာတော့သိခံပြီးတော့ရှုလိုက်ပေါ့နော်ဘလုံးမမဖြစ်နိုင်တော့ဘူးဆိုရင်ဒီဝေဒနာကိုခွာပြီးတော့လည်းပဲနှိမ့်လျူရှုပြီးတော့ဉာဏ်ကြိုးကိုအားထုတ်လို့ရပါတယ်နော်ပြီးတော့နောက်ယဟန္တာပါးက จาซวยยะหันบ่เนาะอ่าธรรมคีกะเสียรอดิแล้วเป้ตลอดเมียๆฮ้อจาบาเนาะยะหันดอผู้ดงว่ายะหันดอดิอ่าอุเซนโดดอแท้มาดิตั้วไปแล้วเตียอาถุจาดาเนาะเตียอาถุจาได้คายาดอดิยะหันดิเยก้องส่องผิดแต่มธิจีกะยะหันเตียาโกจิ้นจั่นจูโกอาเปียนๆแท่นๆจิ้นจั่นจูโกอาถุโกไต่ตนดาบ่เนาะအဲ့ဒီအချိန်မှာသူတို့နေမိတ်ညမိတ်သူစားနေမနာညမနာပေါ့နော် ူးစားအားထုတ်တဲ့အခါမှာယဟန်တော်တွေကတော်တော်များများအိမ်ငိုက်ကြတော့ဗောနော်အိမ်ငိုက်တဲ့အခါမှာအလေးချောင်းနေတဲ့ကြားကြီးဟာယဟန်တော်တွေကိုလက်လာဆွဲသွားတယ်နော်ဆွဲသွားပြီမဲ့လည်းပဲကြားဆွဲခံရတဲ့ယဟန်တော်တွေဟာမအော်ကြဘူးကြံတဲ့ယဟန်တွေအတရားကျင့်တာနောက်ဆက်ဖြစ်မယ်ဆိုလို့ဆိုပြီးတော့မအော်ပဲနဲ့ဒီလိုပဲဆွဲခံလိုက်တာဗောနော်အဲ့ဒီမှာယဟန်တော်တွေစုဝေးမိတဲ့အခါကျတော့ယဟန်တွေပြောင်းနေတယ်သတိထားမိသွားတာဗောနော်အဲ့ဒါနဲ့ကြားဆွဲခံရပြီဗောနော် ဲ့လိုသိသွားတဲ့အခါကျတော့ဒီခါကြားလာဆွဲလို့ရှိရင်เนาะအတန်ပြုတ်ပါဘောเนาะအတန်ပြုတ်ပါလို့မှာကြာပြီးတော့တရားထုတ်တဲ့အခါကျတော့ကြားလာဆွဲတယ်အဲဆွဲတော့အဲ့ဒီမှာယဟန်တပါးကဟာအော်တာဘောเนาะကြားဆွဲခံရတဲ့ယဟန်ကအာအော်တော့ဂျန်တဲ့ယဟန်ကဂျန်တဲ့ယဟန်တွေကမိတုပ်တွေနဲ့လိုက်ကြတယ်မိတုပ်တွေနဲ့လိုက်ကြတဲ့အခါကျတော့ကြားကဒီယဟန်ကိုဆွဲပြီးတော့ဟိုးကြောက်ကဘာတွေကိုခုံချလိုက်တဲ့အခါကျတော့ဂျန်တဲ့ယဟန်တွေကဘလို့မှလိုက်မမိတော့เนาะ ဲမှာယဟန်နေရဲ့ကောင်းဆောင်ဖြစ်တဲ့မထေကြီးကနေပြီးတော့အဲ့ဒီကြားဆွဲခံရတဲ့ဒါစားခံရတဲ့ယဟန်ကိုအော်ပြောတယ်ငါရှင်တဲ့သူတို့ဘလို့မှမလိုက်နိုင်တော့ဘူးတဲ့နော်ဒီချိန်မှာသူတော်ကောင်းတို့ရဲ့အစွမ်းစားကိုကြားရမယ့်အချိန်ပဲတဲ့ငါရှင်ပြင်းပြန်ကြိုးကိုအားထုတ်ထားတဲ့တရားပဲရှုမှတ်ပွားများအားထုတ်ပါတော့ဆိုပြီးတော့အဲ့လိုတတိပေးလိုက်တာပေါ့နော်အဲ့ဒီအချိန်မှာဒါဆွဲခံရတဲ့ယဟန်ဒီလည်းပဲဒီကြားစားနေတဲ့ဝေဒနာတော်တော်ပြင်းပါပဲเนาะ အဲ့ဒီဝေဒနာကိုလိလိယူရှုပြီးတော့သူရှုမှတ်ပွားများနေကြကမ္မထံကိုနှလုံးသွင်းပြီးတော့အထုတ်လိုက်တာသူလည်းပဲဟန်သာဖြစ်သွားတာပေါ့နော်အဲ့တော့ဆိုတာကဒီဝေဒနာရဲ့အကြောင်းကြောင့်ပဲဆိုလို့ရှိရင်တော့အများကြီးပေါ့နော်အဲ့တော့ဆိုတာကတရားအထုတ်လို့ရှိရင် အောက်ကထုံတာတွေကျင်တာတွေနာတာတွေကြိုက်တာတွေခဲတာတွေတော့လာမှာပဲနော်ဘုရားသမာဓိအားကောင်းအောင်အထုတ်ဖို့လိုတယ်နော်သမာဓိအားမကောင်းသေးဘူးဆိုလို့ရှိရင်ဝေဒနာတွေ အရန်ကြီးပြင်းထန်လာလို့ရှိရင်လည်းပဲဒီဝေဒနာကိုလေးလေးရှုပ်ပြီးတော့เนาะဟိုကြံတဲ့အာယုံပြောင်းတဲ့နေပေါ့เนาะအာနာပါနာကမ္မထံဆိုရင်လည်းအာနာပါနာကမ္မထံပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းပဲကိုယ့်ရဲ့သီလတွေကိုစင်ကျင်ပြီးတော့သမာဓိစင်စင်ရအောင်ပြင်းကျန်ကြိုးကိုအားထုတ်မယ်ဆိုရင်ဒီဝေဒနာတွေကိုအထိုက်လျောက်ရင်ဖို့အောင်လှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်တော့အများကြီးပါပဲဥစဉ်တလောက်ပဲဤကုံချုပ်ပြရစီเนาะ အဲ့တော့ဝေဒနာနုပဒနာဒီပဌံအကြောင်းကိုလည်းပဲဦးဇင်ဟောထားတာရှိပါတယ်เนาะအကျေကိုအစ်ဒီမှာလည်းပဲနာကြားနိုင်ပါတယ်အဲ့တော့အလုံးစိတ်ဝမ်းအေးချမ်းပါစေเนาะ